အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွေ့ပြစ်ဒဏ်ကျင်းလို့ခွင့်ရရှိနေမှုအဆုံးသတ်ရန်တောင်းဆိုလိုက်ပြီး ICC တရားရုံးကမင်းအောင်လှိုင်အပေါ်ဖန်ခွရန်ထုတ်ရည်နှောင့်နှေးနေမှုကိုမေးခွန်းထုတ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွေ့ပြစ်ဒဏ်ကျင်းလို့ခွင့်ရရှိနေမှုအဆုံးသတ်ရေးအရက်ဘတ်အဖွဲ့များရိုဟင်ဂျာများနဲ့ မြန်မာလူမှုအဖွဲ့အစည်းအလုံးကတောင်းဆိုထားကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ OACHR ကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှာလူခွင့်ရေးကကွယ်သူ၃ဦးကဂျနီဗာတွင်ကျင်းပသည့်အကြိမ်60မြောက်လူခွင့်ရေးကောင်စီအစည်းအဝေးနှင့်ညူယောင်မြို့ကုလသမဂ္ဂအထွေထွေညှိနှိုင်းခံတွင်ရိုဟင်ဂျာများ၏အခြေအနေနှင့်ပတ်သက်ပြီးတရားမျှတမှုရရှိစေရေးငြိမ်းချမ်းရေးဂုဏ်သိက္ခာနှင့်လူခွင့်ရေးများပြန်လည်ရရှိရေးအတွက်ကူညီဆောင်ရွက်ပေးရန်နိုင်ငံတကာအတိုင်းဝိုင်းသို့တောင်းဆိုခဲ့ပါတယ် ရိုဟင်ဂျာအရေးလှုပ်ရှားနေသော Farmis Rohingya Organization UK ဥက္ကဋ္ဌဥထုံးခင်ကတရားမျှတမှုကိုလိုချင်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုကျွန်တော်တို့သွားလေတုန်းကလွတ်မြောက်လာသူတိုင်းကတရားမျှတမှုကိုလိုချင်နေဆိုတာကိုပြောကြတယ်။တရားမျှတမှုအတွက်၈နှစ်ကြာအောင်စောင့်ခဲ့ရပြီးပြီ။လူမျိုးတုံးတက်ပြတ်မှုကနေလွတ်မြောက်လာသူတွေအတွက်တရားမျှတမှုရဖို့ကအရေးကြီးပါတယ်ဟုပြောဆိုပါတယ်။ ဦးထွန်းခင်ကမြန်မာစစ်ကောင်းဆောင်များကိုတရားဥပဒေအရအရှေ့ယူရန်အာဂျင်တီးနားတရားရုံးတွင်တရားစွဲဆိုထားသူလည်းဖြစ်ပါရယ်။ဦးထွန်းခင်ကမြန်မာအရေးနှင့်ပတ်သက်၍နိုင်ငံတကာတရားစီရင်ရေးရန်တရားများ၏နှောက်နှေးမှုအပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါရယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုဟန်ဝရန်ထုတ်ချင်းခဲ့သောကိစ္စရပ်တွင် ICC တရားရုံးကနှိမ်မြတ်သောအရေးယူဆောင်ရွက်မှုလုပ်ခဲ့တော်လဲမင်းအောင်လိုက်ကိုဖန်ဝရန်ထုတ်ရဲပါဝင်မြန်မာနိုင်ငံအရေးကိစ္စတွင် ICC တရားရုံးကနောက်နေနေမှုအပေါ်ဥထွန်းခင်ကမိကွန်းထုတ်လိုက်ပါတယ် တရားမျှတမှုနှောင့်နှေးခြင်းကတရားမျှတမှုကိုညှင်းပယ်ခြင်းဖြစ်ပါတယ်။တရားမျှတမှုဆိုတာမျက်နှာလိုက်လို့မရပါဘူး။ရာဇဝတ်မှုတွေအတွက်တာဝန်ရှိတဲ့သူတိုင်းကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ဟုဥထွန်းခင်ပြောဆိုပြီးအေအေကြောင့်ရိုဟင်ဂျာအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်းပြောဆိုပါတယ်။ကုလသမဂ္ဂလူ့ခွင့်ရေးအကြီးအကဲဖိုကာချက်ကမြမအရေးနဲ့ပတ်သက်၍ ICC တရားရုံးကိုလွှဲပြောင်းပေးရန်ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအကြိမ်ကြိမ်တိုက်တွန်းထုတ်ဖော်ပြောဆိုထားသည်။ ဒီနေ့မြန်မာနိုင်ငံကဘဝတွေအထူးသဖြင့်ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေနဲ့အခြားလူနည်းစုတွေအတွက်ကြုံပူးသမျှအဆိုးဆုံးဖြစ်နိုင်ပါတယ်။တမိုင်းတလျှောက်ဆိုးရွားတဲ့အခြေအနေတွေကိုကြုံနေရတာပါ။နိုင်ငံတကာအတိုင်ဝန်အနေနဲ့ရိုဟင်ဂျာတွေရဲ့ငြိမ်းချမ်းရေးနဲ့လွတ်လပ်မှုတောင်းဆိုချက်တွေကိုအာရုံစိုက်စေချင်ပါတယ်ဟုကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲဘောကာထရက်ကတိုက်တွန်းပါတယ်။ ဆက်လက်ပြီးရေပြူတွင်ပစ္စည်းခိုးနေသည့်စစ်တပ်နှင့်တော်လန်ရေးတပ်များနှစ်ရက်တာတိုက်ပွဲဖြင့်စစ်သားအများပြသိပြီးတော်လန်ရေးရဲဘော်တအူးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်တွင်ရှိဂျေးရွာတွင်မှပစ္စည်းခိုးယူမီးရှို့ဖျက်ဆီးနေတဲ့အင်အား200ခန့်ရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းနှင့်တော်လန်ရေးပူးပေါင်းတပ်တွေနှစ်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဝေဟင်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ30ရက်ကရေပြူမြို့နယ်ဧကနိဂျေးရွာကိုရောက်ရှိလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ဒေါ်လာရေးပူပေါင်းတပ်တွေနှစ်ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းအထိနာသွားတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာအောက်တိုဘာ၁ရက်မှာကြီးရွာနေအိမ်တွေကိုမိရှို့စစ်တေဆုံစစ်သားအလောင်းတွေကိုပါထဲသွင်းမိရှို့သွားခဲ့တယ်လို့သိရပါတယ်။စစ်ကော်မရှင်တပ်သားတွေမိရှို့ဖျက်ဆီးခဲ့တဲ့နေအိမ်တွေထဲမှာကြံခံရေးပါတီအမတ်ပြူစောတီနိုင်ဦးရဲ့နေအိမ်လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒေါနာတန်ရဲ့တက်ခွဲချောင်းရေပြူတောင်ပိုင်းဝေဟင်တက်ခွဲ တဝဲခရိုင်တပ်ပေါင်းစုရေပြူမြို့နယ်အခြေစိုက်ပူပေါင်းတပ်ဖွဲ့တွေနဲ့မဟာမိတ်အဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်ရေးရဲဘော်တယောက်မြင်းမြတ်စွာကြာဆုံးခဲ့ပြီး၃ယောက်ထဏ်ရန်ရရှိခဲ့တယ်လို့သိရပါတယ်။ကျမရဲ့တရင်တက်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။